င်္ဂလာပါရှင်ဖဲခွန်ပင်လောင်းနယ်စပ်ကဆစ်ဆောင်ဥယျာဉ်900ကျော်အတွဲဇေဝါနဲ့အနှွေးထည်တွေအကူအညီလိုအပ်နေတဲ့တရင်ကိုတင်ဆက်ပေးကြပါရှင် ရှမ်းကရနီနယ်စပ်ဖဲခွန်မြို့နယ်နဲ့ပင်လောင်းမြို့နယ်အကြားဆက်တနယ်ပြည်နိုဆက်ကြောင်ထိုးလာတာကြောင့်ထွက်ပြေးတင်းဆောင်ရတဲ့ဆစ်ပေးဆောင်ဥယျာဉ်900ကျော်အတွဲဇေဝါနဲ့အနှွေးထည်တွေအကူအညီလိုအပ်နေတယ်လို့ဆစ်ဆောင်အရေးကူငင်းနေတူတူကပြောပါတယ် အဆိုပါဆက်ဆောင်တွေကပင်လောင်ဖဲခုံနယ်စပ်မှာရှိတဲ့ရွာမီးရှို့ခံရတဲ့ဘောရန်ကျေးရွာနဲ့ဖဲခုံမြို့အတွင်းမှာရှိတဲ့ဆက်ဆောင်တွေဖြစ်ကလက်ရှိစောင်းပြောင်းကျေးရွာအနီးမှာဆက်ဆောင်နေပြီးလူဦးရေ952ရှိတယ်လို့ဆက်ဆောင်ကုင္နေတူကဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ73ရက်နေ့မှာဖဲခုံမြို့နယ်ဘောရန်ကျေးရွာမှာရှိတဲ့နေအိမ်တွေကိုစစ်တပ်နဲ့ပြန်လို့တို့ကမေးရှို့ဖျက်ဆီးခဲ့ပါတယ်။ 2025ခုနှစ်စက်တဘာလ13ရက်နေ့ကစပြီးစစ်တပ်နဲ့ပြန်လို့စစ်ကြောင်ထိုးလာတာကြောင့်ပင်လောင်းဖယ်ခုံနယ်စပ်မှာရှိတဲ့ကျေးရွာ10ရွာထက်မနည်းလူဦးရေ9000ကျော်စစ်ပေးတင်ဆောင်ခဲ့ရပါတယ်ရှင်။